ထိုင်းမြန်မာနယ်စပ်တခြားကကြားဖြန့်လို့ခေါ်တဲ့ online ငွေလိမ်ဂိုင်းတွေကိုပူးပေါင်းနှိမ်နင်းမှုတွေလုပ်နေပေမဲ့လည်းအဲ့ဒီလုပ်ငန်းတွေမှာလူတသိန်းကျော်အထိဆက်ပြီးတော့လုံးလုံးနေစေဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ရဲကြုပ်ဖြစ်သူကပြီးခဲ့တဲ့အင်္ဂါနေ့မှာပြောဆိုခဲ့ကြောင်းထိုင်းသတင်းဌာနဘန်ကောက်ပို့စ်ကဖော်ပြခဲ့ပါတယ်။ကင်းပြည်နယ်မြောက်ရီဒေသမှာကြည်ကြပြင်းပြင်းရှိနေတဲ့ကြားဖြန့်လုပ်ငန်းတွေကလူပေါင်း9000ကျော်ကိုကဲထုတ်ခဲ့ပေမဲ့လည်းဂျားနဲ့ချီတဲ့သူတွေဟာသူတို့ရဲ့သဘောဆန္ဒအလျောက်ကြားဖြန့်လုပ်ငန်းတွေစီကိုအလုပ်ပြောင်းဝင်ခဲ့ကြတယ်လို့လည်းထိုင်းရဲကြုတ်ကဆိုထားပါဗျ။ လူကုန်ကူတာညှဉ်းပန်းနှိပ်စက်တာအတင်းအဓမ္မခိုင်းစေတာနဲ့လိန်လေလေပြားလိုနာမည်ဆိုးရီနဲ့ကြော်ကြတဲ့ကြားပြန့်လုပ်ငန်းတွေဟာထိုင်းမြန်မာနယ်စပ်ခင်ပြည်နယ်မြောက်ရီဒေသကရွှေကုတ်ကိုမြို့တိကကိပက်ဝမ်ခမက်ထော်တလီနဲ့ကြောက်ခတ်ဒေသတွေမှာခြေချပြီးတော့လုပ်ငန်းလုပ်ကင်နေကြတာပါထိုင်းမြန်မာနယ်စပ်ခင်ပြည်နယ်ကကြားပြန့်လုပ်ငန်းတွေခြေချရာဒေသတွေကိုဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ကရင်နယ်ခြားဆောင်တပ်ဖွဲ့ BGF ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA နဲ့ကရင်မျိုးသားစီယုံ KNU လို့ကထိန်းချုပ်ထားကြပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းမှာတရုတ်နိုင်ငံသားတေးဥဆောင်တဦးမြအမေရိကငွေလင်ကိုင်းနေစီရောင်းစားခံပြီးတဲ့နောက်တရုတ်ပြည်အားကြောင့်ထိုင်းတို့ရဲ့လက်စစ်ဘီးနဲ့လောင်စာဆီဖျက်တောက်ထားတာတွေကြောင့် BGF ဟာသူတို့ထိန်းချုပ်ရာရွှေကုတ်ကုန်နဲ့ KK Pack နေရာတွေကကြားဖြတ်နေကိုတပ်ဆိုင်ရာနိုင်ငံတွေကိုပြန်ပို့ဖို့လှုပ်လာရပါတယ်။ ထိုင်းရဲချုပ်ရဲ့ထမ်းမြမာနယ်စပ်တစ်လျှောက်မှာလူတသိန်းကျော်ကကြားဖြန့်လုပ်ငန်းတွေမှာဆက်ပြီးတော့အလုံးလုံးကိုင်နေဆဲဖြစ်တယ်လို့ပြောဆိုကြတဲ့ဟာမှားယွင်းနဲ့ပြောဆိုချက်ဖြစ်တယ်လို့ BGF ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဒုတိယဘုံဝန်ကြီးနိုင်မောင်စောကမြန်မာနောင်းကိုပြောပါတယ်။ BGF ထိန်းချုပ်ရာရွှေကုတ်ကူနဲ့ KKP ဒေသတွေမှာကြားဖြတ်လုပ်ငန်းလုပ်ကင်ခဲ့တဲ့လူနေအဆောက်အုံနဲ့တိုက်ခန်းတွေကို BGF ကပြန်လည်သိမ်းဆည်းထားတယ်လို့လည်းသူကဆိုပါတယ်။ ဒါပေမဲ့အဲ့ဒီအဆောင်အုံနဲ့တိုက်ခန်းတွေကိုဘသူတွေကငှားရဲလုကန်ခဲ့တယ်လဲဆိုရင်မြန်မာနောင်ရဲ့မိကွန်ကိုတော့အသေးစိတ်ပြန်လဲဖြေကြားတာမရှိပါဘူး။ဘာဟုဘာဟုချိန်ကပြီးတော့ဘာဟုပြောတာလဲပြောပြောတာလွယ်ပါတယ်ပြောတာတော့ပြောမိရတာပေါ့ကြီးပြောတာလူချက်သိနေပြောမိရတော့ဟုတ်လားကိုတို့ကိုတို့လည်းကိုတို့တိုက်ချက်ရေလုပ်ငန်းကိုတို့ရက်နေတာပါမဟုတ်လားကိုတို့လည်းဆက်လုပ်နေတာပဲလေနော်ကိုတို့ကကိုတို့လည်းပြောထားပြီးသားပဲကိုတို့ဒီလုပ်ငန်းကြီးဟာဒါလူစုံသွားပါပြီ ဟုတ်လားအဲကိုတို့ကလုပ်ငန်းရပ်လိုက်ပါပြီကိုတို့ပြောတာပါမို့လားကိုတို့လုပ်တယ်မရက်သေးဘူးကိုတို့လုပ်နေတာရှိတယ်အဲဒီလိုတော့ရှိတယ်ဘက်ကနေကြလို့ရှိရင်တော့ဟိုတက်ဆိုင်ရာကိုတို့နိုင်ငံတာဝန်ရှိသူတွေနဲ့ဒီဘက်ကတာဝန်ရှိသူတွေလက်ထဲကိုကိုတို့ကအရောက်ထဲမှာမှန်နေနော်ဒီမျိုးဟိုနေရက်ပြန်အဲဒီကြားခက်လောက်တာတွေပုံစံမျိုးပို့မှာတော့မဟုတ်ဘူးတေးဦးနဲ့ထိုင်းရဲ့ PR တွေကြောင့်ကြားဖြန့်ခိုင်းနေမှာလွတ်လွတ်ကန်ကန်ခဲ့တဲ့လူ၄၀၀ကျော်ကို တလာတွင်းမှာတက်ဆိုင်ရာနိုင်ငံတွေကိုလွှဲခဲ့ပြီး3000ကျော်ကိုဆက်ပြီးတော့ထိန်းသိမ်းထားတယ်လို့ BGF ကဆိုပါတယ်။ကြားဖြတ်ငွေလိမ်လုပ်ငန်းရုံတစ်ခုမှာလူထောင်နဲ့ချီရှိပြီး BGF ကနေရက်ပြန်ပို့တာတွေရှိနေပေမဲ့လည်းငွေလိမ်လုပ်ငန်းတွေကပုံစံမျိုးမျိုးနဲ့ဆက်ပြီးတော့လဲပတ်နေအောင်မယ်လို့လည်းကြားဖြတ်လုပ်ငန်းမှာနှစ်နှစ်ကြာလုပ်ခဲ့သူတူကပြောပါတယ်။အမေရိကန်ကပင်စင်စားတက်ကြီးပိုင်းတွေကိုအဓိကပြစ်မှတ်ထားခဲ့ရမှာဒေါ်လာ3နဲ့ချီပြီးအလိန်ခံသူတွေတောင်ရှိတယ်လို့လည်းသူကပြောပြပါတယ်။ကျွန်တော်က ဒီကနေ့တော့လင်းနေမှရှင်နေကြတော့အခုပုံစံနဲ့မရလို့ရှင်တော့ခဲ့ဒီဒီမှာဒီလိုရနေဆိုတော့အခုပုံစံနဲ့မရလို့ရှင်တော့ဘာလဲပုံစံမျိုးနဲ့ဒီလိုမျိုးသူ့လင်းပါပဲလောင်းကားအမြဲတည်းကြီးအခုဆိုကျွန်တော်တို့ကပြဖို့ဆိုတော့မှာကလေးတော့ဖေးတော့ဖေးရောင်းကြရတဲ့ကားတွေပြည့်စုံနေတယ်ဒီလိုဟိုလောင်းစားကလေးကျေကျေကျေပါလို့ဒီလိုပဲအဲ့ဒါအဲ့ဒါကကျောင်းပြီးတော့နောက်ပြီးတော့မှမရှိဘူးအဲ့ဒါ နော်ဒီတော့တာရှိလေးကိုပတ်ပတ်ဒီလေးလေးအဲအဲအဲ့ဒီကအခုအဲ့ဒါလည်းလုပ်ပြီးတော့ပြင်ရပြီးရှိကြောက်ပြီးကြောက်နေကြတယ်မျက်နှာမပြောင်းကြောက်ပြီးကြောင်းလာပြီးဆိုပေဒါလေးမျိုးမျိုးကျွန်တော်ကြားလို့ပါကြားဖြန့်လုပ်ငန်းတွေမှာဥဆောင်လုတ်ကန်ခဲ့တဲ့ဂျပန်နိုင်ငံသားတယောက်ကိုပြန်လွှဲပေးထားပြီးကြမ်းရှိနေတဲ့ဥဆောင်လုတ်ကန်ခဲ့တဲ့ဒီပိုင်းကောင်းဆောင်တချို့ကိုလည်းသက်ဆိုင်ရာနိုင်ငံတွေကိုတည်ခံပုံစံနဲ့လွှဲဖို့လုပ်နေတယ်လို့လည်း BGF ကဆိုထားပါတယ်ခင်ဗျာ။